သေးခင်ဘာလုပ်ကြမလဲဒီနမယ်နဲ့ဆရာတော်အရှင်သာနာဒိကရဲ့တရားစာအုပ်လည်းရှိပါတယ်သေခြင်းတရားကြောင့်ပြောရင်တော့စိတ်ညစ်စရာကောင်းတယ်မင်္ဂလာမရှိဘူးဒါမှမဟုတ်ဘာသာရေးကြောင့်တရားဓမ္မအကြောင်းတွေဆိုပြီးမြင်တတ်ကြတယ်တကယ်တမ်းကတော့မကြာခဏတွေးပေးတဲ့အရာခေါင်းထဲရောက်လာတိုင်းလဲအတွေ့အမြင်တွေပြောင်းပြောင်းသွားစေတဲ့ကိစ္စဖြစ်ပါတယ် ဟိုရက်ကဒရိုက်တာကိုနာကြီးရဲ့ What happened to the wolf ဆိုတဲ့ဇာတ်ကားကိုအွန်လိုင်းကနေထက်ကြည့်ဖြစ်တယ်။ပေဖို့ထိုင်ဆောင်နေရတဲ့မိန်းကလေးနှစ်ယောက်ရဲ့အကြောင်းဒီလိုကြောက်ရွံ့တဲ့ဇာတ်ကားတွေလည်းအများများရှိပါတယ်။ကြည့်ရတိုင်းလဲအတွေးတွေအများကြီးကြံခဲ့စေတယ်။တေရတော့မယ်ဆိုတကယ်အဆင်ပြေဖြစ်ပြီလားပြန်မေးကြည့်မိတယ်။အဖြေကတော့ no ပဲလို့ထွက်တယ်။အဲ့ဒါနဲ့စက်ပြီးစဉ်းစားတယ် ကို့မှာသာအဲ့ဒီလိုယောဂါတစ်ခုရှိလာခဲ့မယ်။နောက်6လပဲနေရတော့မယ်ဆိုငါဘာတွေလှုပ်သွားမလဲပေါ့။အချိန်မရွေးအသက်နဲ့ကိုအိုးစားကွဲနိုင်တဲ့အရက်ဒေတာမှာနေနေကြရတဲ့ကို့မိတ်ဆွေတွေရောဘလို့အတွေးရှိကြတယ်လဲပေါ့။လူဆိုတာမသိခြင်း၅ပါးနဲ့ရှင်သန်နေရတယ်လို့ဗုဒ္ဓကဆိုတယ်။ဘယ်သက်ရွယ်ဘယ်ချိန်ဘယ်နေရာမှာဘယ်ယောဂါနဲ့တည်ပြီး တည်ပြီးတဲ့နောက်ဘာတွေဆက်ဖြစ်မဲဆိုတာမသိရဘူးတဲ့။ဒါကြောင့်တွေးကြောက်မိတဲ့အရာတစ်ခုဆိုအစင်သိမဖြစ်သေးတဲ့အချိန်ရုတ်တရက်တည်သွားရမှာကိုပဲ။ကိုလည်းလှုပ်ရှားပြီးတို့လိုတန်းတန်းကြံခဲ့မယ်။ကိုကိုချစ်တဲ့သူတွေလည်းမပြင်းစင်ထားသေးတဲ့အတွက်ပူခံစားရမယ်။အချိန်တစ်ခုကြိုသိနေတာကိုတော့ပူပြီးသဘောကျတယ်။သို့တော့ဒါတွေကကိုရွေးလို့ရတဲ့ကိစ္စတော့မဟုတ်ဘူး။ စန္ဒသက်သက်ကိုပြောတာပါပဲကိုလက်ထဲရှိတာကိုလောက်လို့ရနိုင်တာကကြိုမသိရသေးပေမဲ့တနေ့မလွဲမသွေရောက်လာမယ့်အရာတစ်ခုအတွက်တတ်နိုင်သမျှပြင်ဆင်ထားဖို့ပဲနောက်၆လပဲနေရတော့မှသိကြရင်တော့ပိုက်ဆံတွေဘယ်ရှာတော့မလဲအလုပ်တွေဘယ်ကျိုးစားတော့မလဲတရားလုံလုံမဲအလူအတန်းလုံမဲစိတ်ပျော်တာလေးတွေရှောက်လုံမှာပေါ့အဲ့ဒီလိုမဟုတ်သေးတဲ့အချိန် ရှင်းနိုင်ခြင်းတွေအရနောက်ထပ်နှစ်တွေအများကြီးအသက်ရှင်လောက်သေးတဲ့အရွယ်မှာတော့အလုပ်တွေလုပ်ရအောင်မယ်။ဘဝအတွက်ကြိုးစားရအောင်မယ်။ပိုက်ဆံတွေရှာရအောင်မယ်။အိမ်မက်တွေအတွက်ရှင်သန်ရအောင်မယ်။ထားခဲ့ကျင်တဲ့လူဖွဲ့စည်းပုံစံမျိုးဖြစ်လာဖို့အတွက်လုံပန်းရအောင်မယ်။ဒါဖြင့်ပြင်ဆင်မယ်ဆိုတာမှလည်းကျွန်တော်တကူစားရတော့ပြစ်စုံပံကိုပြပြဝဝရှင်သန်ဖို့အချိန်မစွဲဘူး ို့မှရှိတာတွေညှဝေပေးဖို့နောင်တရမယ့်အလုပ်တွေမလုပ်ဖို့စိတ်ငြိမ်းချမ်းမှုရဖို့ဒီငါးချက်ဟာအဓိကအကျဆုံးလို့မြင်တယ်။အဲ့ဒီဇကားထဲမှာလဲအင်ဂျရာကျော်စင်ကပြောတယ်။သူ့ဘဝကိုပုံစံတကျပဲဖြတ်တန်းခဲ့တာတဲ့။တိတ်နှမျောဖို့ကောင်းနေပေါ့။ကျွန်တော်ဘဝကလည်းအဲ့ဒီလိုပဲ။တကယ်ပုံစံတကျဟိုးငငယ်လေးကလေးကနေအခုထိ ကျောင်းတက်စာချက်နောက်တော့ဘွဲရအလုံးလုံးပိုက်ဆံရှာဒါပဲဘဝမှာလှုပ်ခူးတာတွေထက်မလှုပ်ခူးတာတွေကအစမတန်ပုံများနေတဲ့လူတယောက်ပေါ့သို့တော့ကျွန်တော်ကတော့အဲ့ဒါကိုနောင်တရမိမယ်မထင်ဘူးမထင်သေးဘူးလို့ပြောရင်ပုံမှန်ပဲကျွန်တော်ရဲ့ပုံစံကအဲ့ဒီလိုပဲအေးအေးဆေးဆေးနေချင်တာဒါပေမဲ့ချုပ်တီးထားတာတွေငွေကိုအချွေတာလုံနေတာတွေ ို့မှာရှိနေတဲ့အရာတွေကိုအတိအမှန်မပြုတ်တတ်တာတွေတပားသူတွေပျော်ရွှင်ဖို့ကိုပဲအမြဲဥစားပေးမိနေတာတွေကိုတော့စူးစားပြီးပြင်ဆင်နေတယ်။အချိန်ဆွဲတာတွေကတော့ရှိနေသေးပဲ။စိတ်အခြေအနေနဲ့လည်းဆိုင်တာကိုစိတ်တကြတဲ့အခါဘာမှမလုပ်ချင်တော့ပဲအချိန်တွေဆွဲမိရော။မနှက်ပြန်တပတ်ကသာတရားတော့မယ်ဆိုကျွန်တော်ဒီလိုအချိန်တွေပဲဆွဲနေပါတော့မလဲ။ ကိုကြအဲ့ဒီလိုမဟုတ်နိုင်သေးဘူးလို့ထင်နေတော့လေနေရွှေညာရွှေလုံးမိနေတော့ကို့မှာရှိတာတွေကိုစောက်ကင်မထားတော့ပဲအများအတွက်ပြန်မျှဝေနေ ဖြစ်တာတော့ကြာပါပြီဒီငားချက်ထဲမှာကိုကိုကို အားရဆုံးကအဲ့ဒီအချက်ပဲနောင်တရစရာတွေလည်းလောက်ခဲ့ဘူးပါတယ်အထူးသဖြင့်မိဘနဲ့ပတ်သက်လို့ပေါ့ဒါလည်းခုနောက်ပိုင်းတော့ကြိုးစားပြီးပြင်ဆင်နေပြီနိုင်ငံရေးရာနဲ့ပတ်သက်လို့အခုလက်ရှိကျွန်တော်လုပ်နေတာတွေကလည်း တကယ်တော့နောင်တမရခြင်းလို့ပါပဲ။မရှက်နေခြင်းလို့ပါပဲ။စိတ်ငြိမ်းချမှုအတွက်လည်းအရင်ထက်စာရင်ပိုလုံးဖြစ်လာတယ်လို့မြင်မိတယ်။တကယ်တော့ inner peace လို့ဆိုတဲ့ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချဖို့ဆိုတာသူကြီးတတ်တတ်မရပါဘူး။အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ဆက်ဆက်တယ်။တစ္ဆုတ်ပံမှာပြပြဝဝမနေနိုင်တဲ့သူအတိတ်ကိုပြန်တွေးပြီးပူဆွေးအနာဂတ်ကိုကြိုတွေးပြီးပူလောင်နေရတဲ့သူဟာ ဘလို့အေးချမ်းနိုင်ပါမလဲအချိန်တွေဆွဲနေမိတဲ့သူ ကိုမကိုဆိုပြီးအတ္တမာနတွေကြီးလွန်တဲ့သူနောက်တရစရာတွေအများကြီးလောက်ခဲ့တဲ့သူတွေရောကိုတွင်ငြိမ်းချမ်းမှုဆိုတာရနိုင်ပါမလားဒါကြောင့်အပေါ်လေးချက်အစဉ်ပြေမှပဲနောက်ဆုံးတစ်ချက်လည်းရနိုင်ပါမယ်အဲ့ဒါရမှပဲလူဖြစ်ရတာတန်မဲလို့ထင်တယ်ဘလောက်ပဲစီးတဲ့ဥစ္စာတွေကျေဝနေပါစေ အတွင်းမှာပူလောင်နေတော့လေမထူးမှလည်း ။တရင်လဲထားခဲ့ရတာပဲဆိုတာမှန်တဲ့တလောက်တော့မှန်နေ။ဒါပေမဲ့ကိုကအဲ့ဒါတွေကိုမရယူနိုင်လို့စိတ်အာသာဖြေတဲ့အနေနဲ့ပြောတာမျိုးတော့မဖြစ်သင့်ဘူးပေါ့။ငွေကြေး၊ဒဏ္ဍာအုံစာ၊အောင်မြင်မှု၊ပြီးမြောက်မှုဒါတွေဟာဘဝတစ်ခုရလာရင်လိုကိုလိုအပ်ပါတယ်။ပြောရမယ်ဆိုအခြေခံလိုအပ်ချက်တွေပါ။အခြေခံလူရင်းတွေဖြစ်လို့အဲ့ဓာရီမရှိတဲ့လူတယောက်ဟာဘလို့နီးနေမှပြောနိုင်မှာမဟုတ်ပါဘူး။ ပြောရင်လဲကိုကိုကိုညာနေတာသာဖြစ်ပါလိမ့်မယ်။အဓိကကဓာရီနဲ့တင်လမ်းဆုံမသွားဖို့ဓာရီကိုပဲငန်းငန်းတက်ဖြစ်မနေဖို့လိုတာပါ။ဒီလိုဆိုလဲလူဖြစ်ရှုံးရပြန်လိမ့်မယ်လို့မြင်ပါတယ်။မဟာဓမ္မကံဒီကပြောဥပါရယ်။ Live as if you were to die tomorrow ။မနှက်ပြန်သေးတော့မယ့်လူတစ်ယောက်လို ရှင်သန်နေထိုင်ပါတဲ့။သိတဲ့ဘောကြတဲ့အစိုးမိန်တစ်ခုဖြစ်ပေမဲ့ အခုတည်းတော့အဲ့ဒီလိုမနေနိုင်သေးဘူး။ငါမသေးတော့သေးပါဘူးဆိုတဲ့စိတ်နဲ့ပါပဲ။ဒီသေးချင်းတရားကိုမေ့လျော့ပြီးတော့ပဲအချိန်တွေဖြုံးစိတ်တွေလေးစိတ်ရလို့လိုက်ပြီးနေမိတဲ့ရက်တွေအမြောက်များပါ။သို့တော့ရုပ်ရှင်ကားတွေကဖြစ်ဖြစ်တူတယောက်ရဲ့နာရီသတင်းကားဖြစ်ဖြစ်သေချင်းတရားကြောင်ပြန်ပြန်သတိရမိလာတိုင်းအတိတော့ပြန်ပြန်ဝင်လာပါတယ်။ I'm not ready yet ။ငါတည်ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့တွန်းအားပြန်ပြန်ရလာတယ်။ဒါကြောင့်ပဲမตาတစ်ခေါက်ចောင်းဆယ်កောက်ဆိုတဲ့စကားဖြစ်လာတာနေပါလိမ့်မယ်။ဒေါက်တာဖြူတီဟာ28ရက်10လ2025